အားလုံးပဲစာနှစ်တကြသူအပေါင်းမင်္ဂလာပါလို့ဥစွာနှုတ်ဆက်တာလိုက်ပါတယ်ဗျာကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာတွေကတော့ရင်တစ်ပတ်ကအဆက်ပေါ့လေရင်တစ်ပတ်ကအဆက်မှာကျွန်တော်တို့ဘုံကြီးချောင်းနဲ့တန်းချောင်း တွဲပြီးတော့ကျွန်တော်တို့ငငယ်ရစာတင်ခဲ့ရတဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြခဲ့တာပါပါပြောပြပေးခဲ့တာပါအခုအဲ့ဒီရဲ့အဆက်ကျွန်တော်တို့ဆရာတော်ဘုန်းကြီးများကကျွန်တော်တို့အပေါ်ကျေးဇူးပြုသွားတာလေးပေါ့လေအဲ့ဒါလေးကျွန်တော်ဆက်ပြောပြပါမယ်ပြီးတော့တန်းကျောင်းဆရာဆရာမတွေကလည်းကျွန်တော်တို့နှလုံးသားတွေကိုစာတွေ စာချစ်စိတ်တွေနုပညာချစ်စိတ်တွေထဲ့သွင်း၊မွေးဖွားပေးခဲ့တယ်ဆိုတာလေးတွေလည်းကျွန်တော်ဒီနေ့ထည့်ပြောပါမယ်ပရမသုရောကျင်တာကတော့ဆရာတော်ဦးဘတ်ကကျွန်တော်တို့တွေကို ုံကြီးစာပေါ့နော်ဘုံကြီးစာ log ကြီးစာတွေတင်ပေးခဲ့တယ်ဆိုတော့အကြောင်းကိုကျွန်တော်ပေးခဲ့တဲ့ဘိုင်းမှာကျွန်တော်ပြောခဲ့ပါတယ်ဆိုတော့ကျွန်တော်တို့ဟာဆရာတော်ရဲ့ကျေးဇူးအရန်ကြီးမားပါတယ်ဗျအရန်ကြီးမားပါတယ်ကျွန်တော်တို့ log ကြီးစာတွေပေါ့လေ log ကြီးစာတွေတင်ပေးခဲ့တယ် ညီမျိုးခေမာတုတဝေရန်စီစီတို့ဟုတ်လားဥတာစိမ့်မဒန်လာကိုရှာအဲဒီလိုမျိုးတွေပေါ့ဗျာမိဖက်ရန်ဘက်အိမ်အောင်ဘက်စသဖြင့်ကျွန်တော်တို့ကိုဆရာတော်ဥဘောပါတာကတင် जा ပေးခဲ့လို့လဲကျွန်တော်တို့လော်ကီလမ်းကြောင်းပေါ်ရှောက်တဲ့အခါမှာလော်ကီလမ်းကြောင်းပေါ်ရှောက်တဲ့အခါမှာဒီလို ဆရာတော်တင် जा ပေးခဲ့တဲ့ဟလာရရွေးနီးအာစာတစ်ဖြင့်ပေါ့ဒါလေးတွေကနောက်ကိုယ်ချိန်ထိပါပဲကျွန်တော်တို့အတွက်အသုံးဝင်စေပေါ့ဘုံဝင်စေဒါတွေက